ကပ္ပာအယုံကမရင်ကျက်သေးဘူးစိတ်ကလေးဟာကိလေသာတွေဖယ်ရှားဖို့အတွက်မရင်ကျက်သေးဘူးဆိုရင်ရှင်းချက်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ငါးမျိုးမြတ်စွာဘုရားဟောတဲ့အခါမှာဒီတရားငါးမျိုးကိုယ်တဏ္ဍမှာရှိအောင်အရင်လုပ်ရှိအောင်လုပ်မယ်ဆိုလို့ရှိရင်မရင်ကျက်သေးတဲ့စေတဝိမု ക്തി ဆိုတဲ့တမာတိစိတ်ကလေးဟာရင်ကျက်လာလိမ့်မယ်ရင်ကျက်လာလေဒါဖြင့်နမတ္တကပါရုံလို့ဆိုလို့ရှိရင် ကလျာဏမိတ်တော်တကယ်ကိုအာကိုအာထလောက်တဲ့ကမ္မထံဆရာမိကောင်းဆွေကောင်းရှိရမယ်လို့သူဆိုတယ်ကမ္မထံလို့အာထုတော့မယ်ဆိုရင်ကိုယ့်အကုတ်လုံးလို့မရဘူးဆရာကောင်းသမားကောင်းနဲ့ဒီစိတ်ကပ်ပြီးတော့ကိုယ်လေးစားတဲ့ဆရာသမားရဲ့ဤလန်းကိုယူဖို့လိုအပ်တယ်ပေါ့ဒါကြောင့်ဒီကလျာဏမိတ်တာဆိုတာသိအရေးကြီးဒီနေရာမှာအရေးကြီးတာမဟုတ်ဘူးလေ တဏှာတို့တဲ့အခါမှာလည်းပဲစနစ်တကျလမ်းညွန်ပြတဲ့ guideline ဆိုတာရှိရမယ်။ဒါကြောင့်မို့ကလျာဏမိတ်တာဆိုနီးစနစ်ပေးနိုင်တဲ့ပုဂ္ဂိုလ်မိမိနဲ့တင့်တော်တဲ့ကမ္မထာတင့်တော်တဲ့အရာတွေကိုပွင့်ပွင့်လင်းလင်းပြောဆိုပြီးတော့မိမိနဲ့တင့်တော်အောင်ကမ္မထာအလုပ်ကိုပေးနိုင်တဲ့ဆရာသမားကလျာဏမိတ်တာလို့ခေါ်တယ်။သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ ကောင်းမြတ်သောခုံနေနဲ့ပြည့်စုံတဲ့အာကိုအာထာပြုလုပ်တဲ့မိတ်ဆွေလို့ဆိုလိုတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဆိုတဲ့ကလျာဏမိတ်တာကိုအကြောင်းပြုပြီးတော့တန်တရာဟောကလွတ်ကြလွတ်ရလွတ်ကြောင်းတရားကောင်းတွေကိုရရှိသွားကြတယ်ဖျားပြတဲ့နိလန်းအတိုင်းလိုက်လို့ဒီလိုဖြစ်တာဟုတ်ဒါကြောင့်မို့လို့နိစနစ်ဆိုတာအဓမ္မအရေးကြီးတယ်ပေါ့အေးမရင်ကျက်သေးတဲ့ဒီတမာရိစိတ်တွေရင့်ကျက်လာဖို့အတွက် ဆရာကောင်းတမကောင်းစီကနိနာနေတရားခံယူပါလို့ကလျာဏမိတ်္တရှိဖို့လိုအပ်ပါတယ်ဆိုတာတခုအဲ့တော့ကလျာဏမိတ်္တဆိုလမ်းမပြတဲ့ပုဂ္ဂိုလ်သွားတွေ့ရင်လည်းအမရောက်သွားတတ်သေးတယ်ပေါ့။ဒါကြောင့်မလို့ဒါကအမြတ်မှအရေးကြီးတယ်လို့ဆိုလို့ဒီကလျာဏမိတ်္တဆိုတာ ਨੇ ပတ်သက်ပြီးဝိတုဒ္ဓိမဲ့မှာတော့တေချာရှင်းပြတာကမ္မထာဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်မှကမ္မထာဆရာဖြစ်နိုင်တယ်လဲသူကိုယ်တိုင် ဒီတရားကိုကျင့်ပြီးပေါ့ရောက်အောင်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဒီလိုဆိုရဲနော်။အဲ့ဒါမရဘူးဆိုရင် နောက်ဆုံးတဆင်ချင်းတဆင်ချင်းချမှာ။ဥပမာသောတပန်ဖြစ်ခြင်းသောတပန်ဖြစ်ဘူးတဲ့ပုဂ္ဂိုလ်နဲ့တွေ့ဖို့လို့။တဂရဂံဖြစ်ကျင့်နေတဲ့တဂရဂံလုပ်ဘူးတဲ့ပုဂ္ဂိုလ်နဲ့အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်အားမှာသူ့အတွေ့အကြုံရှင်းပြနိုင်မှာပေါ့။နောက်ဆုံးမှာအဲ့ဒီအဆင့်မရောက်ဘူးဆိုရင်တောင်သူကပါတော့ဆိုရင်ဒီလုပ်ငန်းနေနဲ့ပတ်သက်ပြီးတော့ စာပေကျမ်းကျွမ်းကျွမ်းကျင်ကျင်ဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဘုန်းကြီးတို့အရင်ကဟောတာတဲ့ကမ္မထံဆရာဆိုတာလေးကိုဖတ်ကြည့်လိုက်မယ်ဆိုရင်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာကလျာဏမေတ္တာဖြစ်ကောင်းဖြစ်နိုင်တယ်လဲဆိုတာအဲ့ဒီတရားထဲမှာဟောထားတာရှိတယ်နော်ကမ္မထံဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ရမလဲနော်ကမ္မထံနဲ့ပတ်သက်တဲ့จิตมุจินิยาสอเทศิရှင်းပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုအပ်တယ် အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကိုအမိရပြီအဲ့ဒီပုဂ္ဂိုလ်ရဲ့ဤစနစ်အတိုင်းကိုယ်ကိုယ်တိုင်ကျင့်ကြံကြောက်ွားတော်ဒါကတခုနောက်နံပါတ်2ကဘာလို့ဆိုသီလအရေးကြီးတယ်သီလအရေးကြီးတယ်ကိုကျင့်သီလတရားထုတ်တော့မယ်ဆိုရင်ကိုကျင့်သီလဒါအရေးကြီးတယ်ဘာကြောင့်အရေးကြီးတယ်လို့ပြောတော့လူတွေလူဝကြောင့်နေဆိုရင်၅ပါးသီလနေဆုံးရှိရအရေးကြီးရဟန်းတန်ဃာတွေဆိုရဟန်းတန်ဃာတွေဆောင်ထွက်ရတဲ့သီလ အဲ့ဒီကိုချင်းသီလအရေးကြီး။ဘာကြောင့်ကိုချင်းသီလအရေးကြီးလဲဆိုရင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ဟာကိုသီလကိုအာရုံပြုလိုက်လို့ရှိရင်စိတ်နှလုံးဝမ်းသာ။ဝမ်းသာကဝမ်းမြောက်မှုပမောဇာကို ဖြစ်စေတယ်။ပမောဇာကပီတိကိုဖြစ်စေတယ်။ပီတိကပတ္တိဆိုတဲ့ကိုရောစိတ်ပါငြိမ်းချမ်းမှုကိုဖြစ်စေတယ်။ကိုရောစိတ်ပါငြိမ်းချမ်းမှဒုက္ခဆိုတာရတယ်။ဒုက္ခဆိုတာရမှစိတ်တည်ငြိမ်မှုဆိုတာဖြစ်တယ်။ဟောသီလကနေဆက်သွယ်ပြီးတော့ အဝိပတိတာရစိတ်နှလုံးကြည်သာတယ်စိတ်နှလုံးကြည်သာခြင်းကပမောစာဝမ်းမြောက်တယ်ပီတိဝမ်းသာတယ်နှိမ့်ချိုက်တယ်ပတ္တတိကိုရောစေရောငြိမ်းချမ်းတယ်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုရှိတယ်ပြီးတဲ့အခါကျတော့တမာတိဆိုရင်စိတ်တည်ငြိမ်မှုရတယ်အဲ့ဒီအကျိုးပြုတာဖြစ်တော့ကြောင့်ဒီသီလကအကျိုးပြုတာဖြစ်တော့ကြောင့်ကိုယ်သီလသည်တမာတိကိုအထောက်အကူပြုတဲ့သီလ အဲ့ဒီလိုမဟုတ်လို့ရှိရင်ကိုယ့်ကိုယ်ကိုပြန်စဉ်းစားလိုက်ငါမဟုတ်တာဘာလုပ်ထားတယ်ငါမှသီလရှိတယ်မရှိဘူးကိုယ့်ကိုယ်ကိုသိနေတာအဲ့လိုသိလို့ရှိရင်စိတ်ကရောက်ရက်ခတ်ပြီးတော့သူကတရားကျင့်လို့မရဘူးဆိုပါစို့ရှင်အင်ဂုလိမာလမထေမြတ်စွာဘုရားရှိမြတ်စွာဘုရားရဲ့ပေါ်မှာယုံကြည်ပြီးတော့လုံးဝသူဟာ လူချမ်းကြီးဘဝကနေဆွန့်လွတ်ပြီးရဟန်းဘဝရောက်လာရဟန်းဘဝရောက်လာလို့မြတ်စွာဘုရားပေးတဲ့နေစနစ်အတိုင်းတရားအထုတ်တာတကပ္ပဒါအာယုံလဲယူလိုက်ရောသူ့မြင်ခွင့်နဲ့ကဘာ ड़ी မြင်တော့ဆိုလို့ရှိရင်သူဟာတောထဲမှာနေပြီးတော့ဝဲလာတဲ့လူတွေကိုလိုက်ပြီးဓာတ်နဲ့ခုတ်ထားတော့နော်လှန်နဲ့ထိုးတာတော့အော်ကြဟေးကြပြေးကြလွှားကြဒါတွေပဲမြင်တရားထုတ်တဲ့ကမြင်ခွင့်နဲ့ကအဲ့ဒါတွေကြီးပဲလာနေ အဲ့ဒါ၄လာလို့သူတရားထုတ်လို့ကိုမရနိုင်ဘူး။နောက်ဆုံးကြမှာမြတ်စွာဘုရားကယတောဟံပဂိနိရိယာယဇာတိယဇာတောဆိုတဲ့အင်္ဂုလိမာလာပြိမာလာတယ်လို့ပဲ။ယဟန်ဖြစ်လာတဲ့နောက်ပိုင်းမှာသူဒီအလုပ်တွေမလုပ်ပါဘူးဆိုပြီးရှေ့ဘက်ကဟာတွေကိုမေ့ထားလိုက်ပြီးတော့ယဟန်ဖြစ်လာတဲ့အချိန်ကစပြီးပြန်စင်ရင်စဉ်းစားလိုက်တဲ့အခါမှာသူစိတ်ဟာတည်ငြိမ်အေးချမ်းမှုကိုရလာပြီးနောက်ဆုံးတရားတွေ့ရသွားတာဖြစ်တယ်ပေါ့။ဒါကြောင့်မို့ လောကမှာကိုချင်းသီလပြက်လာတဲ့ပုဂ္ဂိုလ်တရားဟာဘလို့မှတမာတိစိတ်ကိုထူထောင်လို့မရနိုင်ဘူးကိုလုတ်ခဲ့တာတွေကအရှူ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 ခေါင်းထဲမှာပေါ်လာတာအခုမေဂိယမထေမှာပေါ်တယ်ဆိုတော့အခုဘဝမဟုတ်ဘူးအတိတ်ဘဝဟာဒီတောင်ပေါ်လာတယ်နော်အဲ့တော့အတိတ်ဘဝပေါ်လာတာဟာတခါတခါလူတွေဟာတယောက်တည်းနေရင်တွေးတတ်တယ်အဲ့ဒီအတွေးတွေဟာခုဘဝနဲ့ပတ်သက်တဲ့အတွေးရှိသလိုလိုအတွေးရှိသလို အတိတ်ဘဝနဲ့ပတ်သက်တဲ့အတွေးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့သို့တော့ကိုကအတိတ်အတွေးလားပစ္စုပန်အတွေးလားဆိုတာမခွဲခြားနိုင်လို့တခါတလေထူးဆန်းတဲ့အတွေးတွေတွေးမိလို့ရှိရင်တော့ဒါအတိတ်တုန်းကသဘောကျတဲ့အတွေးတွေပဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကတီလကိုစင်ကြယ်အောင်လုပ်ပြီးတီလကိုမပြတ်ဆင်ကျင်ပေးရမယ်ငါပါရဏိပါဒလုံးနေအာရဏရဏလုံးနေ ငါသီလဟာယန္တာပုဂ္ဂိုလ်ကြီးကျင့်တဲ့သီလမျိုးဖြစ်တယ်လို့စိတ်ထဲမှာဝန်တာအာရဖြစ်အောင်သီလကိုစင်ကျင်စင်အဲ့ဒါလို့သီလကိုအာယုံပြုတ်ပြီးတော့နေခြင်းအားဖြင့်လည်းပဲဒီတမာရိစိတ်လေးမရင်ကျက်သေးလို့ရှိရင်ရင်ကျက်လာဖို့အတွက်အထောက်အကူတွေဖြစ်တယ်စိတ်ကိုတဖြည်းဖြည်းဆုံးမသွားတဲ့သဘောခုနကကလျာဏမိတ်တဆိုတာအပြင်ဘက်ကအထောက်အကူပြုတာသီလကြတော့ကိုယ့်ကိုအတွင်းကအထောက်ပြုကူပြုတာ ကိုယ်တီလာကိုကိုအာယုံပြုတ်လိုက်တာနဲ့တပြိုင်တည်းစိတ်ဟာတည်ငြိမ်မှုလေးတွေရလာတယ်လို့ဆို။နောက်တတ္တိယအနေနဲ့ကတော့ဘာရောဆိုလို့ရှိရင်လိုအပ်တာဒီတရားစကားနဲ့ပတ်သက်ပြီးတော့မကြာခဏတရားဓမ္မတရားကို နာယူခြင်းမှတ်သားခြင်းအားလည်းပဲအရေးကြီးတယ်။တွေ့ကြောင်။ဒါမှမဟုတ်တရားထုတ်နေတဲ့အချိန်မှာတရားနာရတယ်ဆိုတာအဲ့ဒါပဲ။တရားနာတယ်ဆိုတာတရားနာတာပဲဖြစ်ဖြစ်စသင်နာပဲဖြစ်ဖြစ် ကိုကျင့်နေတဲ့ကမ္မထံတစ်ခုကိုထောက်ကူပြုတဲ့ဟာတစ်ခုလို့ရအဲ့တော့ရှင်တို့ကတော့မြတ်စွာဘုရားကကထာ၁၀မျိုးဆိုပြီးသတ်မှတ်တရားစကား၁၀မျိုးသတ်မှတ်ပေးထားတာရှိတယ်။အဲ့တရားစကား၁၀မျိုးဟာအဘိတံလေခိကာသူကကိလေသာတွေနဲသွားအောင်လုပ်နိုင်တဲ့စကားမျိုးခါလေးအကျင့်ဘက်ကိုဥတီပြီးတော့ပြောတဲ့စကားတွေကကိလေသာနည်းစေတယ်ပေါ့လူတွေမှာနော် တထသာစာရာတို့စသဖြင့်အလိုနဲ့အောင်ပြောတဲ့ဟာမျိုးတွေအပိတံလေခိကာကိလေသာတွေကိုနှဲပါသွားမတိသေးတာတွေသိလိုက်ရင်ကိလေသာဟာနှဲပါသွားတယ်စေတောဝိဝရဏတပ္ပယာစိတ်ဟာဟိုမတိလို့ဗိမ့်မိမ့်ပိတ်ဖြစ်မနေပဲနဲ့ပွင့်လင်းမြင်သားလာတယ်ကိုယ်စိတ်လေးဟာဘာလို့ရမလဲကိုယ်စိတ်အခြေအနေဘယ်လိုရှိတယ်ဆိုတော့တိတာလာအောင်ပြောနိုင်တဲ့စကားမျိုးတွေကို Not how Natang mulu ada.